ဲ့ဆက်ဆက်အာနာရှင်တွေဟာအစ္စလမ်ဘာသာဝင်တွေဆိုရင်ဖိနှိပ်ခဲ့တာတမိုင်းသက်သေတွေရှိခဲ့ပါတယ်။ဘာသာရေးမိုင်းတိုက်ပြီးပฏิပခတွေကိုလည်းသူတို့ဖန်တီးလိုက်ရှိပါတယ်။အစ္စလမ်ဘာသာဝင်တွေရဲ့ဝတ်ပြုဆုတောင်းရာပလီတွေကိုခင်းဆက်ဆက်မှာပြင်ဆင်ဖို့အသစ်တည်ဆောက်ဖို့အာနာရှင်တွေကညှင်းဆန်လေးရှိပါတယ်။ဒါကြောင့်မယ်ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့တဲ့ပလီတွေဟာ 2025ခုနှစ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးမာတော့ပြိုလဲပစ္စည်းမှုတွေကြီးမာခဲ့ပါတယ်။နှွေကာလအပူဆုံးဖြစ်တဲ့မေလရဲ့နေရန်ကိုအန်တူပြီးအစ္စလမ်ဘာသာဝင်တွေဟာတင့်တော်ရလမ်းဘေးဝဲရနဲ့ယာယီသဲတွေအောက်မှာတောက်ကြာနေမှာဝိပုဆူတောင်းနေကြပါတယ်။အဲဒါကတော့မန္တလေးမြို့အမရပူရာမြို့နယ်ကအစ္စလမ်ဘာသာဝင်တွေပဲဖြစ်ပါတယ်။သူတို့ဟာတပတ်မှတရက်ရှိတဲ့တောက်ကြာတရက်ထဲအတွက်မဟုတ်ပါဘူး။ အပတ်စဉ်တောက်ကြနေတိုင်းလိုနေဘူးတန်းခရင်ယုံကြည်ရအတွက်ဝတ်ပြုဆွတောင်းနေကြတာပါမလ28ရက်နေ့မှာလှောက်ကပ်ခဲ့တဲ့ပြင်းအားပမာဏရီတာစကေးခွန်တသမခွန်ငလျင်ကြောင့်ဗလီ135လုံးပြိုကျပျက်စီးခဲ့တဲ့အထက်မန္တလေးတိုင်းအမရပူရမြို့နယ်အတွင်းကလည်းအများအပြားပါဝင်ခဲ့တာကြောင့်အခုလိုဝတ်ပြုနေကြရတာဖြစ်ပါတယ်ဒါကြောင့်မဲသူတို့ဟာအာနာသိန်းစစ်ကောင်စီကဗလီအစ်စ်တွေဆောက်လုပ်ခွင့်ရနိုင်ရေးမျှော်လင့်နေကြပါတယ်ဒါပေမဲ့ လက်တလုံးအချိန်ထိတော့ငလင်းကြီးလှုပ်ပြီးတလကျော်ကြာမြင့်လာတဲ့အထိအစ္စလမ်ဘာသာဝင်တွေအနေနဲ့ပြိုကျပျက်စီးခဲ့ရတဲ့ပလီတွေကိုပြန်လည်တိဆောက်ခွင့်ရဖို့ဆိုရထက်အပြစ်စီးတွေကိုတောင်ရှင်းလင်းခွင့်မရသေးပါဘူးငလင်းလှုပ်တာတလကျော်နှစ်လအတွင်းအထိကြာပြီးဖြစ်တဲ့တိုင်အောင်ဝင့်ပြုတ်ဖို့ယာယီတဲဆောက်ခွင့်ကိုတောင်စစ်ကောင်စီထံစာအဆင့်ဆင့်တင်ရပြီးကန့်သတ်မှုမျိုးစုံကိုအစ္စလမ်ဘာသာဝင်တွေရင်ဆိုင်နေကြရပါတယ်မြန်မာနိုင်ငံမှာ ခင်းဆက်ဆက်ပလီတီဆောက်ခွင်မောမန်ခွင်နေနဲ့ပတ်သက်ပြီးကံပတ်ချက်တွေရှိတာကြောင့်အခုလိုပြိုကျပြည့်စင်နေတဲ့ပလီတွေကိုပြန်လည်တိဆောက်ခွင်မရမှာကိုလည်းအစ္စလမ်ဘာသာဝင်တွေစိုးရိမ်ပူပန်နေကြပါတယ်။မလ28ရက်ကလောက်ခဲ့ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နိုင်ငံအနှံ့ငါဘာသာရေးအဆောက်အအုံပေါင်း9600ကျော်ပြည့်စင်ခဲ့ရပြီးအဲ့ဒီထဲမှာပလီပေါင်း135လုံးပါဝင်တယ်လို့ဘာသာရေးအဖွဲ့အစည်းတွေရဲ့စာရင်းတွေအရသိရပါတယ်။ငလျင်လောက်ခဲ့ခဲ့တဲ့နေ့ဟာ ်အစ္စလမ်ဘာသာဝင်ရဲ့ရမ်ဇန်ဥပုသ်လရဲ့နောက်ဆုံးပေါက်ကြားနေ့ဖြစ်ပြီးဝတ်ပြုနေတဲ့အချိန်မှာငလျင်လှောက်ခတ်ခဲ့တဲ့အတွက်ပလီရီပြိုကျပျက်စီးမှုကြောင့်ဝတ်ပြုနေတဲ့အစ္စလမ်ဘာသာဝင်683ဦးလည်းသေဆုံးခဲ့ရပါတယ်။ငလျင်တန်းကြောင့်မန္တလေးမြို့ကမြို့နယ်6ခုမှာပလီ58လုံးအမရပူရမြို့နယ်မှာ18လုံးကျောက်ဆက်ခရိုင်မှာ22လုံး၊တရာဟုခရိုင်မှာ1လုံး၊မိထလာခရိုင်မှာ18လုံး ယမန်သိမ်းခရိုင်မှာ16လုံးအတိအသီးပျက်စီးခဲ့တယ်လို့အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့စာရင်းပြုစုထားချက်အရသိရပါတယ်။ပျက်စီးခဲ့ရတဲ့ဝိပုစုတောင်းရာဗလီတွေနဲ့ပတ်သက်ပြီးအစ္စလမ်ဘာသာရေးဆရာဦးသိန်းဝင်းအောင်ကပြန်ဆောက်ဖို့ဆိုတာထက်စာရင်တချို့ဥစ္စာတွေရှင်းခွင့်ပေါ့ပြုတ်ပြက်နေတာတွေရှင်းခွင့်ဆိုတာတွေကကျွန်တော်တို့ကိုထိန်ချုပ်ထားပါတယ်။လွတ်လပ်စွာလှုပ်ခွင့်မရပါဘူး။ကျွန်တော်တို့စိုးရိမ်ပူပန်နေပါတယ်။တချို့ဆိုဗလီတွေမရှင်းရသေးဘူး။အဲ့တော့ကိုတို့တို့တစ်ခုခုတင်းကြပ်မလားလို့ပြောပါတယ်။ ပလီတွေကိုပြန်လည်တိစောက်ခွင့်ရဖို့ဆိုရင်မန္တလေးတိုင်းဝန်ကြီးချုပ်ကိုစာရင်တင်ရပြီးအဲဒီကနေမှတရဏာရေးဝန်ကြီးကနေတဆင်စာပြန်ကြလာကပြန်လည်စည်းစည်းရေးလုပ်တယ်လို့သူက ရှင်းပြပါတယ်။လက်ရှိမှာတော့အသက်60နှစ်အရွယ်ရှိဦးသိန်းဝင်းအောင်လို့အစ္စလမ်ဘာသာဝင်တွေဟာပြိုကျပျက်စီးသွားတဲ့ပလီတွေရှင်းလင်းခွင့်ရဖို့စတင်ထားတဲ့အစမဲရှိနေသေးပြီးပလီအစ်စ်တွေပြန်လည်တိစောက်ခွင့်ရဖို့ကတော့စူးစမ်းနေရဆဲဖြစ်ပါတယ်။ အမည်မဖော်လိုသူအစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့ကတော့ဗလီပြင်ဆောက်ခွင့်ကိုမူလပုံစံအတိုင်းပဲပြန်လည်ဆောက်လုပ်ခွင့်ပေးမှာဖြစ်ကြောင်းသိရတယ်လို့ပြောပါရယ်။မူလပုံစံအတိုင်းသာပြန်ဆောက်ခွင့်ရမယ်ဆိုရင်မြန်မာနိုင်ငံကဗလီတွေဟာနှစ်ပေါင်း60အကြာဆောက်လုပ်ခွင့်မရခဲ့တာဖြစ်တဲ့အတွက်တိုးတက်လာတဲ့လူဦးရေနဲ့ဆိုရင်အဆင်မပြေနိုင်ဘူးလို့အစ္စလာမ်ဘာသာဝင်တွေကဆိုပါတယ်။ဒါပြင်အစ္စလာမ်ဘာသာဝင်အများစုဟာ သူတို့ကိုလူရမသွင်းတဲ့စစ်အစိုးရတွေနှိမ့်ရှေအုပ်ချုပ်ခဲ့တာကြောင့်နိုင်ငံသားမပုံတဲ့ကပြလဲလူဆောင်မရရှိထားကြပါဘူးအဲဒါကြောင့်လူဝမှုကြီးကြပ်ရေးဦးစီးဌာနမှာရှိတဲ့စာရင်းနဲ့မြေပြင်မှာရှိတဲ့စာရင်းဟာတော်တော်လေးကွာဟနေပါတယ်မလ28ရက်နောက်ပိုင်းဆက်လုပ်မယ့်အဆောက်အုံတွေကိုအင်အားရီဒါစကရှစ်အဆင့်ထိခံနိုင်တဲ့အဆောက်အုံတွေစောက်ရမယ်ဆိုတဲ့စစ်ကောင်စီဟာဗလီတွေကိုတော့မူလပုံအတိုင်းပဲပြန်စောက်ခွင့်ကိုတော့ပေးအပ်ဖို့လက်တွတ်နေစေဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးအစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ဦးစိုးနေဦးကတော့ရှုံချပြောဆိုပါတယ်။ဗလီရီကိုအရင်ပုံစံအတိုင်းဆောက်ရမယ်ဆိုတာဒါလည်းဖိနှိပ်တာပဲလို့လက်နက်အားကိုနဲ့အုတ်ချုပ်မင်းလောက်လို့သူတွေကိုဝေဖန်ပြောဆိုပါတယ်။ဆလဘီသူကနောက်တစ်ခါကဒါတော်မှတရားဝင်ပေးသေးတာမဟုတ်ဘူး။ဗလီရီကိုသူတို့ပြန်ပြီးဆောက်ခွင့်ပေးမယ်ဆိုရင်လေသူတို့ကအာရမအစိုးရလှုပ်ချနေတဲ့သူတွေနိုင်ငံတကာကိုခွေးတိုးပေါက်ကနေဝင်ကြတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကပေးတော့ပေးမှာပဲ။ပေးရင်လေကျွန်တော်အမြင်အရ ကျေးဇူးတင်စရာတော့မလိုဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ရပိုင်ခွင့်ကိုသူတို့လုပ်ပေးတာလို့ပြောပါရယ်။အစ္စလမ်ဘာသာဝင်တွေအတွက်နေ့စဉ်၅ကြိမ်ဆလတ်ပြုတာဟာဘာသာရေးဆိုင်ရာမပြုမနေရတာဝန်တရဖြစ်ပြီးသတ်မှတ်ထားတဲ့အချိန်နေရာပုံစံအတိုင်းကိုနှုတ်နှလုံးသုံးပါးစလုံးနဲ့ဝတ်ပြုကြရတာပါ။ဆလတ်ဝတ်ပြုတဲ့အတွက်နံခနာတတ်စဉ်ဖွဖြိုးခြင်း၊စိတ်နှလုံးငြိမ်ချမ်းခြင်း၊ကိုကျင့်တရားတိုးတက်ခြင်း အလားရှင်နဲ့အတူရှိခြင်းညင်အောင်စိတ်ဓာတ်နဲ့စူပေါင်းဝတ်ပြုခြင်းစတဲ့ကောင်းကျိုးတွေကိုရရှိစေတယ်လို့သူတို့ကယုံကြည်သက်ဝင်ကြပါတယ်။အာယုံဦးမွန်လွဲညနေနေဝင်ပြီးနဲ့ညင်ဦးရံတို့မှာဆွလက်ဝတ်ပြုကြပြီးဝတ်ပြုရမှာတအူးချင်းဝတ်ပြုနိုင်ပေမဲ့သက်ဆိုင်ရာဝတ်ကြောင်းတော်မှာအများနဲ့စူပေါင်းဝတ်ပြုခြင်းကပုံမအကျိုးများစေတယ်လို့ဆိုကြပါတယ်။သို့ပေမဲ့ယခုအချိန်မှာတော့ငလျင်ပေးရိုက်ခတ်မှုနဲ့ ဆီယနာရှင်တွေရဲ့ဖိနှိပ်မှုတွေအောက်မှာအစ္စလမ်ဘာသာဝင်တွေဟာလမ်းမမှဖြစ်တယ်လို့ဝတ်ပြုနေကြရပါတယ်။လက်တလုံးမှာတော့ယာယီဝတ်ပြုဆောင်လေးတွေအစံပြေတယ်လို့လုပ်ပြီးဝတ်ပြုကြပါတယ်။တချို့အလုံးစုံပြုကြတာမဟုတ်တဲ့ပလီတွေကတော့ဒီလိုပဲအနေရကြကနေဝတ်ပြုနေကြတာပါလို့မန္တလေးမြို့နယ်အစ္စလမ်ဘာသာဝင်တအုပ်ကဆိုပါတယ်။ငလင်းတန်းခံရတဲ့အစ္စလမ်ဘာသာဝင်တွေဟာလမ်းမမှဖြစ်တယ်လို့တဲထုတ်ပြီးဝတ်ပြုရေးအတွက်တောင်လွတ်လပ်ခွင့်မရပဲစက်ကောင်စီရဲ့ခွင့်ပြုချက်ယူနေရပါတယ်။အရာနဲ့ပတ်သက်ပြီး ဝါယင်အစ္စလမ်ဘာသာရေးခေါင်းဆောင်ဦးသိန်းဝင်းအောင်ကအဲ့ဒါလေးထိုးတာစတင်ရသေးတယ်။စားကြတယ်။ဘာနဲ့ထိုးမှာတော့ဝါနဲ့ထိုးမှာလားကန့်သက်ချက်တွေယာယီတဲလေးထိုးတာပါဗျာ။အိမ်ပြုံးလို့ရှိရင်ကိုယ့်အိမ်နဲ့ကိုမိုးကနဲ့ကိုဗျာ။အခုဟာစာနဲ့လာပြီးတော့ဘာနဲ့ထိုးမှာတော့ဘာနဲ့လုံမှာတော့အဲ့ဒါတွေကျွန်တော်တို့ဖြေရတယ်လို့စစ်ကောင်စီလက်အောက်ခံတွေရဲ့အရေးခံရပုံတွေကိုပြန်ပြောင်းပြောပြပါဗျ။အစ္စလမ်ဘာသာဝင်တွေကတော့ယာရီဝရုဒံကိုအန်တိုယင်ဝက်ပြုတ်နေကြရတာဖြစ်တဲ့အတွက်ဗလီပြင်ဆောက်ခွင့်အမြင်ရဖို့ကို မျှော်လင့်နေကြပါတယ်။မြန်မာနိုင်ငံမှာဗလီပေါင်း3000နီးပါးရှိပြီးအဲ့ဒီဗလီတွေဟာနှစ်ပေါင်း30ကနေ100ကျော်အထိတက်တန်းရှည်ကြပြီးဖြစ်ပေမယ့်အစိုးရဆက်ဆက်ပြင်ဆင်ခွင့်မရခဲ့ပါဘူး။စစ်အာဏာရှင်တွေရဲ့လက်ထက်တွေမကပဲအရသာအစိုးရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လက်ထက်မှာတော့ဗလီပြင်ဆင်ခွင့်မရခဲ့တာလို့အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေကတညိတညွန့်နဲ့ပြောပါတယ်။ လိပြင်နာရာဇဝဲမှုလိုပဲလို့အစ္စလာမ်ဘာသာရေးဆရာဦးစိုးနေဦးကပွင့်ပွင့်ပြောပါတယ်။ဒီလိုအခြေအနေတွေကြောင့်လဲဆွေးမြေ့ပြက်စီးနေတဲ့ပလီတွေဟာငလျင်ကြီးရဲ့ဝါမျိုးချင်းကိုခံခဲ့ရပြီးဝဲပြုတ်နေတဲ့လူပေါင်းများချီရလဲအဆောက်အုံတွေနဲ့အတူပြက်ကိန်းဆိုင်ရောက်ခဲ့ရပါတယ်။နှစ်ပေါင်းများစွာကျွန်တော်တို့ပြုတ်ပြင်ခွင့်မရတဲ့အတွက်ကျွန်တော်တို့ရဲ့ပလီတွေပြိုကျရတာဟာငလျင်ကြောင့်လဲပါသလိုနှစ်ပေါင်းများစွာပြုတ်ပြင်ထိန်းသိမ်းခွင့်မရတဲ့အတွက်လဲတခါရင်ငလျင်လှုပ်လိုက်တဲ့အချိန်မှာ အုပ်ပုံလုံးဝဖြစ်သွားတာမျိုးလို့ဗလီအများပြစီရပုံကိုဆရာစိုးနေဦးကပြောပြပါတယ်။အခုလိုဘာသာရေးအဆောက်အုံတွေပြင်ဆင်ခွင့်နဲ့ပြန်လည်တိစောက်ခွင့်နဲ့ကန့်သက်ခံနေရတာဟာလလဆွာကိုကိုွယ်ယုံကြည်ခွင့်ကိုချိုးဖောက်တာလို့လူအခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကမှတ်ချက်ပြုပါတယ်။လူတို့ဒါမှမဟုတ်ပေါကလိကကဏ္ဍတွေမှာဘာသာရေးဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုကိုတင် जा ခွင့်ရှိတာလေ့ကျင့်တာနဲ့ကိုးကွယ်ခြင်းနဲ့စီးပုလေးလောင်မှုတို့ရရှိခွင့်ဟာဘာသာရေးလွတ်လပ်ခွင့်ရဲ့နေရာမှာတဘောတရားတွေဖြစ်ပေမဲ့မြန်မာနိုင်ငံမှာတော့ခင်းဆက်ဆက်ဖိနှိပ်ခံရဆဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘာသာရေးလွတ်လပ်ခွင့်ရဲ့အခြေအနေဟာဆက်လက်ဆိုးရွားနေတယ်လို့အမေရိကန်ပြည်ထောင်စု USCIRF အဖွဲ့ရဲ့ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလအတွင်းထုတ်ပြန်ထားတဲ့အရာသိရပါတယ် မန်28ရက်ငလျင်ကြောင့်အမွေအနှစ်တွေပါရဏိကအစာအိုးတွေပြပြဝတ်သွားတဲ့ကျေးရွာတွေဟာမြန်မာနိုင်ငံအလဲပိုင်းတစ်လျှောက်လုံးမှာကလောင်းကျော်နှစ်လအတွင်းရောက်လာခြင်းအထိကြန့်ရှိနေသေးပါပဲယခုအချိန်အထိရှင်ကျန်ရစ်သူတွေဟာလောင်လောက်တဲ့အမိုးကမရှိပဲလမ်းပေါ်မှာအထိတ်တလန့်အိပ်စက်နေရတော့မှာပဲအလားတူကိုယ်ပွဲရအစာအိုးမဲ့နေတဲ့အစ္စလမ်ဘာသာဝင်တွေဟာလည်းလမ်းပေါ်မှာဝတ်ပြုနေကြရတော့မှာပဲစစ်ကောင်စီရဲ့ပြန်လည်ထူထောင်ရေးစီမံချက်ဆိုတာကတော့ အရေးတောင်မမြင်ရသေးတဲ့ပြောစကားသက်သက်ပဲရှိနေပါသေးတယ်။ငလင်ပီးကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပေမဲ့စကောင်စီဟာရက်ဆက်ကြမ်းကြုတ်တဲ့လေကြောင်းတိုက်ခိုက်တာတွေကိုတော့ဆက်လုံနေပြီးဘေးဆိုးကြီးကို ပို့ဆိုးရွားစေသလိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုလက်နက်အဖြစ်အသုံးပြုခဲ့တာကိုသတင်းတွေကအတည်ပြုနေတယ်လို့လွတ်လပ်တော်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကတော့ထောက်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့စီရင်တွေအရ ငလျင်လောက်ကတ်ခဲ့တဲ့မလာ28ရက်နေ့မှာအေဘီလ9ရက်နေ့အထိနှစ်ပတ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု62ခုကိုမှတ်တမ်းတင်ထားခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ82ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တပ်ဖန်လူသားချင်းစာနာအကူအညီတွေကိုပိတ်ပင်တာသိမ်းဆည်းတာ ကင်းစင်ရေးလုပ်ငန်းတွေကိုသူတို့အကျိုးအမြတ်အတွက်အမျက်ထုတ်တာအပြင်တစ်ဖက်မှာလည်းကုညီကင်းစင်ရေးနဲ့ဆေးဘက်ဆိုင်ရာလှုပ်သားတွေကိုပြစ်မှတ်ထားစောင့်ကြည့်တာတွေလုပ်တယ်လို့သတင်းမီဒီယာနဲ့ဆက်သွယ်ရေးကိုလည်းတင်းကျပ်ကန့်သတ်ပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်။စီးရင်ပြုစုထားတဲ့အချက်အလက်တွေအရစကောင်စီဟာ လင်းဘေးကွန်ကြီးကယ်ဆယ်ရေးအတွက်နိုင်ငံတကာကနေရခဲ့တဲ့အလှူငွေ292သတမ89တန်းလောက်ရှိပါတယ်။ငလင်းဘေးကာလအတွင်းမှာမင်းအောင်လိုင်းဟာပြည်ရင်းပြည်ပကကုမ္ပဏီတွေနဲ့ခရိုနီတွေစီကနေပါအလှူကောက်ခံခဲ့ပြီးအေဗီလဒုတိယဘက်အထိအလှူငွေအမေရိကန်ဒေါ်လာ55သတမ8တန်းရရှိထားကဒီငွေတွေဟာစစ်စေးရေးအတွက်တာအထောက်အပံ့ဖြစ်နိုင်တယ်လို့ Justice for Myanmar ကထောက်ပြထားပါတယ်။တကယ်လက်တွေ့အနေနဲ့ ငလျင်တန်းတဲ့ဒေသတွေမှာလည်းကဲဆယ်ရေးကအစပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာလည်းပြည်သူကနေပြည်သူကိုတော့စီစဉ်နေပါတယ်။မင်းအောင်လိုင်းနဲ့သူ့နောက်ပါတွေကတော့ငလျင်လုတဲ့နေရာတဝိုက်လှက်ပက်ကြည်တာနဲ့ပြိုကျသွားတဲ့ဖျားစေးတွေကိုလိုက်လံပက်ကြည်ကဟန်ပြအလူငွေတွေ ပေးပြနေတာကိုသူတို့ထိန်းချုပ်ထားတဲ့သတင်းစာတွေမှာဝုံဝင်ကြကြဖော်ပြနေပါတယ်။ ကဘေးကနေမင်းအောင်လိုင်းကအခုလိုမျိုးအမျိုးမျိုးအမျက်ထုတ်နေချိန်မှာမြန်မာပြည်သူတွေဟာတဘောအဘေးရောပဋိပက္ခတွေရဲ့အကျိုးဆက်တမ်းမှာအသက်ရှူရမတက်ပါပဲဒီလိုအခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းလက်ထက်မှာအစ္စလာမ်ဘာသာဝင်တွေရဲ့ပလီအမြန်ပြန်လဲဆောက်ခွင့်မျှော်လင့်ချက်ဟာလဲဝိုးတဝါပါပဲတော့ပဲမဲ့လေအစ္စလာမ်ဘာသာဝင်တွေကတော့သူတို့မြေတားဖို့ဝတ်ပြုရအတိုက်အမြုံလေးကိုပြန်လဲတိဆောက်ခွင့်ရဖို့မျှော်လင့်နေကြဆဲဖြစ်ပါတယ် ။အစ္စလမ်ဘာသာရေးဆရာဦးသိန်းဝင်းအောင်ကတော့မလင်းတန်းခဲအစ္စလမ်ဘာသာဝင်တွေအားလုံးရဲ့ကိုစားအခုလိုဖွင့်ဟပြောကြားပါတယ်။နှောင်းတို့ဖယောင်းဝတ်ပြုမြတ်တာပို့တဲ့နေရာလေးကိုတော့ကန့်သက်ချက်မရှိဘဲနဲ့ချွင်းချက်မရှိနေရာများတဲ့နေရာမှာများသလိုစောက်ခွင့်ပြုဖို့မျှော်လင့်ပါတယ်လို့ပြောပါတယ်။ဒီလိုသူပြောတာပြောလိုက်ပေမဲ့တိတ်တော့အားထားဖို့မပေါ့။ဆလာဘီသူ့အဆိုကိုသူ့ဖြေပြောလေးပြောလိုက်ပါတယ်ကျွန်တော်တို့အစ္စလမ်သာရနာရဲ့အစအဦးကိုအသက်ဆောက်ပေးရဆိုတာအသက်60မှာတခါမှမကြောက်ဘူးလို့ပါပဲ ဒါဟာမြန်မာပြည်ဝအစ္စလာမ်ဘာသာဝင်တွေကြုံတွေ့နေရတဲ့ဖိနှိပ်မှုတွေပါရီတာစကီရှစ်အထိငလျင်တန်းကိုခံနိုင်တဲ့အစာအုပ်တွေပြန်လည်တည်ဆောက်မယ်ဆိုတဲ့စက်ကောင်စီဟာဗလီတွေကိုမူလအတိုင်းပြန်လည်တည်ဆောက်ခွင့်ကိုတော့ရေရတဲ့ခွင့်ပြုချက်တွေချမှတ်လာတာမရှိသေးပါဘူးဒီမိုကရေစီနိုင်ငံကိုတည်ဆောက်မယ်လို့ပြောနေတဲ့စက်ကောင်စီဟာလွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်မှုကိုသူတို့ကိုယ်တိုင်တတ်ဝင်မယ်လို့ယုံကြည်စရာရှိမနေခဲ့ပါဘူးအခုဖပြပေးခဲ့တာကတော့ဆောင်းမရှင် AD ရဲ့ နှွေနေပူတဲ့ဝက်ပြုတ်စူတောင်းရသူများဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။ကျမနှွေနှွေပါရှင်။